အကြောင်းရင်းတစ်ခုကြောင့်နေတိုးကိုဂန်ဂော်နီရုပ်ရှင်ဇာတ်ကားကနေထုတ်ပေးခဲ့တဲ့ Director Wine ပရိသတ်များလုံးမင်္ဂလာပါရှင့်ဘာမီးစ်နောက်ကနေပြန်လဲကြိုဆိုလိုက်ပါတယ်ရှင်နေတိုးကိုအညိုတီးကြီးစွာနဲ့ဂန်ဂော်နီရုပ်ရှင်ဇာတ်ကားကြီးကနေထုတ်ပယ်ခဲ့သူကတော့နာမည်ကြီးဒါရိုက်တာအကယ်ဒမီဝိုင်းဖြစ်ပါတယ်။အားလုံးသိကြတဲ့အတိုင်းအခုလက်တလုံးမှာနာမည်အတော်လေးကြီးနေတာကတော့ဂန်ဂော်နီရုပ်ရှင်ဇာတ်ကားကြီးပဲဖြစ်ပါတယ်။ဂန်ဂော်နီရုပ်ရှင်ဇာတ်ကားကြီးဟာနာမည်ကြီးစာရေးဆရာမင်းလူရဲ့ဝိတ္ထုကိုရုပ်ရှင်အဖြစ်အသက်တွင်းထားတာဖြစ်ပြီးတော့ ကန်ကောနေဝိတုကဝိတုမှာစာဖတ်သူတွေပြိသက်တွေကြမှာနာမည်ကြီးဝိတုတပုတ်ဖြစ်ခဲ့ပါတယ်ဒီလိုမျိုးနာမည်ကြီးဝိတုကိုအခုချိန်မှာဒရိုက်တာဝိုင်းနဲ့အတူမင်းသားအလင်းရောင်ဖွေဖွေချမ်းမင်းရထွန်းနဲ့အတူရွှေသမီးတို့ကပါဝင်တယောက်ဆောင်ထားတာဖြစ်ပါတယ် တကယ်တော့ဒီကန်းကော်နီရုပ်ရှင်ဇာတ်ကားကြီးဟာအခုမှစတင်ရိုက်ကူးပြီးတော့ရုံတင်ပြသတဲ့ရုပ်ရှင်ဇာတ်ကားတော့မဟုတ်ပါဘူး။ကန်းကော်နီရုပ်ရှင်ဇာတ်ကားကြီးကိုလွန်ခဲ့တဲ့ခုနှစ်နှစ်အကြာ2018ခုနှစ်မှာကရေကရိုက်ကူးတင်ဆက်ထားတာဖြစ်ပြီးတော့ကိုဗစ်နဲ့တခြားသောအခြေအနေအကြောင်းမျိုးမျိုးတွေကြောင့်ရုံတင်ပြသခွင့်မရခဲ့တာဖြစ်ပြီးတော့2025ခုနှစ်မှသာရုံတင်ပြသခွင့်ရခဲ့တာဖြစ်ပါတယ်။ ကန်ကောက်နေရုံရှင်ဇာကားကိုပုံဖော်အသက်တွင်ခဲ့တဲ့ဒရိုက်တာဝိုင်းကတော့ကန်ကောက်နေရုံရှင်ဇာကားကြီးကိုခက်ခက်ခဲခဲရိုက်ကူးခဲ့ရပုံတွင်ရုံရှင်ဇာကားတစ်ခုလုံးရဲ့အဓိက main point ဖြစ်တဲ့ကန်ကောက်ပင်ကြီးတည်ရှိတဲ့နေရာကိုရှာဖွေခဲ့ရပုံတွင်ရိုက်ကူးနေစဉ်တွင်ကန်ကောက်ဘန်းအဆင်မရှိလို့ရန်ကုန်ကရေခဲရိုက်ကန်ကောက်ဘန်းတွေကိုခက်ခက်ခဲခဲယူခဲ့ရတာတွေကပြောပြလာပါတယ်။ဒါအပြင်ဒရိုက်တာဝိုင်းကကန်ကော်နီရုပ်ရှင်ဇာတ်ကားကိုစတင်ရိုက်ကူးဖို့စီစဉ်စင်မှာထုတ်လို့ရပရိုဂျူဆာဘက်ကမူလရိုက်ဖို့စီစဉ်ထားတာကမင်းသမီးဖွဲ့ဖွဲ့ဆို ပေမယ့်မင်းသားကတော့အလင်းရောင်မဟုတ်ဘူးလို့ဆိုပါတယ်။ငကုမူလာရုပ်ရှင်ထုတ်လုပ်သူတွေဘက်ကအစီအစဉ်ထားတာကမင်းသားနေတိုးလို့သိရပါတယ်။နေတိုးနဲ့ဖိုးဖေးတို့ဟာကျမကနင်းစီပါမောင်ရုပ်ရှင်ဇာတ်ကားကြီးနဲ့အောင်မြင်ခဲ့တဲ့လို့ ကန်းကောင်နေရုံရှင်ဇာကားကြီးကိုလည်းနေတိုးနဲ့ဖွေဖွေအတွဲဆက်နဲ့ပဲဆက်လက်ရိုက်ကူးကျင်ကြပါရယ်။ဒါဝိမဲ့နေတိုးနဲ့ကန်းကောင်နေရုံရှင်ဇာကားကိုမရိုက်ချင်ကြောင်းပြတ်သားစွာညင်လိုက်တာဖြစ်ပါရယ်။အထူးသဖြင့်ဒရိုက်တာဝိုင်းကနေတိုးကအသက်ကြီးနေရကြောင်းကန်းကောင်နေရုံရှင်ဇာကားထဲမှာမတုံးချင်တာဖြစ်ပါရယ်။ကန်းကောင်နေဝိထုဇလန်းအစဟာဆယ်ကျော်သက်အရွယ်ကျောင်းသူကျောင်းသားဘဝကနေအသက်40ကျော်ထိဇလန်းရှိရာကြောင်းနေတိုးနေနဲ့အဖိုးကြီးရုပ်ပေါက်နေတဲ့အချိန်မှာဘယ်လိုလုပ်ပြီးကန်းကောင်နေရုံရှင်ဇာကားမှာကျောင်းသားလေးဖြစ်နိုင်မလဲဆို ပြီးတော့ဝိုင်းကပြောခဲ့ရပါဒါရိုက်တာဝိုင်းကအဲ့ဒီချိန်မှာတသစ္စမင်းသားအလင်းရောင်ကိုမင်းသားနေရာမှာထားဖို့အတွက်အကြံပေးခဲ့ပါတယ်ဒါပေမဲ့ထုတ်လုပ်သူတွေဘက်ကအလင်းရောင်ကနာမည်မကြီးတဲ့မင်းသားဖြစ်လို့လူမကြည့်မှစိတ်ပူနေပါတယ်ဒါပေမဲ့လည်းနောက်ဆုံးမှာတော့ဒါရိုက်တာဝိုင်းကြောင့်ဂန်ကော်နီရုပ်ရှင်ဇာတ်ကားကြီးမှာဖွဲ့ဖွဲ့နဲ့အလင်းရောင်တရုပ်ဆောင်ခွင့်ရခဲ့ပါတယ် ဒရိုက်တာဝိုင်းကတော့ဂန်ကောင်နီဇာကားမှာဖွေးဖွေးကအခင်မင်းတင်နေရကိုအကောင်ဆုံးတရုံဆောင်နေတာကြောင့်ကျေနပ်မိရလို့ဆိုပါတယ်။ဒါအပြင်အလင်းရောင်ကအစောပိုင်းမှာဂန်ကောင်နီဇာကားရိုက်ကူးဖို့စီစဉ်ထားတဲ့မင်းသားမဟုတ်ပေမဲ့ဆိုချစ်ကာရက်တာနဲ့လိုက်ဖက်အောင်အကောင်ဆုံးတရုံဆောင်နေတယ်လို့သိရပါတယ်။ဒါကြောင့်အာရကျေနပ်မိရလို့ဆိုပါတယ်။ဒါပေမဲ့လည်းနေတိုးရဲ့အမာခံပရိသတ်တွေကတော့အလင်းရောင်နေရာမှာနေတိုးကိုမြင်ကျင်နေကြပါတယ်။ ီဗီဒီယိုကိုကြည့်ရှုနေကြတဲ့ပရိသတ်တွေကရောဂန်ကုန်ရုပ်ရှင်ဇာတ်ကားကိုနေတိုးနဲ့ဖွေဖွေရိုက်တာမြင်ချင်းကြလားဆိုတာပြောသွားခဲ့ပါအောင်ရှင်အစောင်းလေးကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်